ဖင်မောတဲ့မရှိလို့အထီးကျန်နေရဲ့မိခင်ခိုင်တင်းကြီးကိုပျော်ရွှင်လုပ်ပေးခဲ့တဲ့တမီးငယ်လေလောကကြီးမှာတမီးတွေကမိခင်တွေအတွက်တကယ်ကိုအားရင်တစ်ခုဖြစ်စေပြီးအဖော်မွန်ကောင်းတရားလည်းဖြစ်စေသူပါအခုလဲခင်မွန်းတဲ့မရှိရဲ့အချိန်မှာအထီးကျန်ဆန်းပြီးပင်ပန်းဝမ်းတဲ့နေရာရဲ့မိခင်ဖြစ်သူခိုင်တင်းကြီးအတွက်ပျော်ရွှင်ကြရီဖန်တီးပေးခဲ့တာကတော့တမီးငယ်လေးစံထိတ်တာဥပဲဖြစ်ပါိုင်မင်းသမီးခိုင်တင်းကြီးရဲ့ခင်မွန်းတဲ့ကိုခန့်နိုင်ကတော့အချောင်းကိစ္စတစ်ခုကြောင့်ကြေးအောင်နေရတာပါ နှစ်အတော်ကြာပြီဖြစ်သည့်တိုင်အားလွတ်မြောက်မလာတဲ့ခင်မွန်းတဲ့အတွက်ခိုင်တင်းကြီးကအင်မတန်ဝမ်းနဲ့ပူဆွေးနေရပါတယ်။တယောက်တည်းသမီးလေးကိုပြုစုပျိုးထောင်ရသလိုစီးပွားရေးလုပ်ငန်းတွေကိုလည်းဦးစီးနေနေခင်မွန်းတဲ့ကိုလန့်စွနေရပါ။ဒါကြောင့်မိခင်ကြီးကိုခဏလောက်ပဲဖြစ်ဖြစ်ပျော်ရွှင်စရာတွေကြုံတွေ့သေးတဲ့အတွက်အမိများနေမှာ surprise အသေးစားလေးလုပ်ပေးခဲ့တာပဲဖြစ်ပါတယ်။ မိခင်ကိုအပြိုရှုံးလာအောင်တပ်ပစွာပြင်ဆင်ပေးထားပြီးတာမီနီယောက်စင်တူဝစ်ဆောင်လေးပြင်းနဲ့အထူးပြင်ဆင်ထားတဲ့စားတောက်ဆိုင်ကြီးမှာနေ့လယ်စာအတူစားခဲ့ကြပါ යි ။နောက်ပြီးမိခင်ကိုအရန်ချစ်တဲ့အကြောင်းနဲ့ဖခင်မရှိတဲ့အချိန်သူမကိုအားကိုးနိုင်ကြောင်းတမီလေးကလိမ္မာတိတက်စွာပြောနေသေးရပါ။အခုလိုတီးတက်လုံးနဲ့တမီလေးကိုပိုင်ဆိုင်ထားတဲ့မိမိခန်တင်းကြီးတယောက်ခင်မုန်းတယ်လေးအမြန်ဆုံးပြန်လည်လွတ်မြောက်လာပြီးပျော်ရွှင်ကြမိသားစုလေးပိုင်ဆိုင်နိုင်ဖို့ဆုတောင်းပေးသွားခဲ့ကြပါအောင်နော်